ခရိုနီဂရောင်ပိပိသိန်းတောင်းချီတန်းပစ္စည်းတွေနဲ့ပွဲတက်လာတဲ့ညမဖြစ်သူဝမ်မုံရွှေကုံချိန်မိုးလိုက်တဲ့ဖွဖွေမင်းသမီးချောဖွဖွေကတော့လူရောစိတ်ရောနှုတ်ပြနေတဲ့ပြင်တကုံတဲ့ပြိုကြီးပေါ်ကနေပေါ်ကကိုလန်းဆန်းတက်ကြွပြီးကလေးတယောက်လိုဖြတ်တန်းနေတာဖြစ်ပါတယ်မိသားစုနဲ့သူရဲ့အလုပ်ကရေးချီနေပြီးအိမ်တော်ရင်းနဲ့ချိန်ရေးဘက်ကစိတ်ကူးတော့မရင်သေးပါဘူးအရင်လိုရုပ်ရှင်နေရိုက်မယ်ပွဲတွေတက်မယ်ပေါ်ကကိုရိုးရှင်းစွာဖြတ်တန်းမယ်ဆိုတဲ့အတွင်းနဲ့ဖြတ်တန်းနေသူတယောက်ပါ ညီမလို့သူဝမ်မုံရွှေကြီးကတော့အရင်ကပွဲတက်တယ်မှာထင်သလောက်ရမ်းဝယ်စားမထားပေမယ့်အိမ်အောင်ချပြီးမှတိန်းတောင်းချီနံပစ္စည်းမပါရင်ပွဲမတက်တော့တာတွေ့ရပါတယ်။ဝမ်မုံရွှေကြီးကတော့ယောက်ျားလုံးစာကိုရက်ခတ်စားနိုင်ုံမကပဲတားဆင်မြည်ဆက်တောင်စားလို့ကုန်နိုင်မှာမဟုတ်တာကြောင့်အမှုပညာလုပ်တွေနားထားလို့တောင်ရှာနေပါတယ်။ဒါပေမဲ့ပွဲတက်သူကတော့လက်ခံနေပြီးအပြော်ရမ်းနိုင်ငံပတ်တာတွေပါလုပ်နေခဲ့ပါတယ်။ မချခင်ရပိုင်းလေးကမှပူပူနွေ့နွေ့မင်္ဂလာဆောင်သွားတဲ့မင်းသားကျောင်းပိုင်ခွင်ရဲ့ပွဲမှာတော့တိန်းတောင်းချီတဲ့ပစ္စည်းတွေဝစ်ပြီးလာတဲ့တထေးကြီးတွေပဲဆိုတော့ပရိသတ်တို့မြင်ခဲ့ရမှာပါ။အဲဒီမှာတော့ဝမုံရွှေကြီးနဲ့အမလောက်သူဖွေးဖွေးလေးပါဝင်ခဲ့ပါတယ်။ဝင်းမုံရွှေကတော့ခရိုနီကတော့ပြပြီးဝေကောင်းစားလာနဲ့တိန်းတောင်းချီတန်းနေဝစ်ပြီးဂုံယူနေပေမယ့်ဖွေးဖွေးကတော့ဘာမှအဖက်မလုပ်ပဲစားစရာရှိတာစားပုံရိုက်ပြီးပြန်သွားခဲ့ပါတယ်။